ုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှပုံမှုချုပ်ချိုထွန်းအောင်နေအိမ်ရှိမှပြတ်သက်ခံရမင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာ Internet Security and Counter Terrorism နိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နှစ်ခုကိုတင် जा ပေးနေပြီးဝနကျော်ထင်ပွဲပေးအပ်ခံထားရသူဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Valley Warriors မြို့ပြပျောက်ကြားအဖွဲ့ကထုတ်ပြန်လိုက်ပါတယ် မနေ့ကမေလ22ရက်နေ့မနက်9:00နာရီကျော်ကရန်ကုန်မြို့မယံကုန်းမြို့နယ်အေဝမ်းလမ်းမပေါ်ရှိ၎င်း၏နေအိမ်ရှိဆွန်းလောင်းနေချိန်မှာပြစ်ခတ်ခဲ့တာဖြစ်ပြီးစစ်ဆေးရုံတို့ပို့ဆောင်စင်မှာတည်ဆုံခဲ့ကြောင်းစစ်တပ်အတိုင်းဝိုင်းနဲ့နှိဆက်သူတွေကပြောပါရယ်ဖုန်ကျုံချိုတွန်းအောင်ဟာနနက်ပိုင်းကပြစ်ခတ်ခံရပြီးစစ်ဆေးရုံမှာတည်ဆုံသွားပြီးဖြစ်ကြောင်းပေါ်ကျုပ်ချုံထောင်ဟာ၎င်းရဲ့ကိုရီးကိုတာလှုပ်ဆောင်ချက်များကိုလည်းလူမှုကွန်ရက်ပေါ်မှာအမြင်တင်လေးရှိကြောင်းစစ်တပ်အတိုင်းဝိုင်းနဲ့နှိဆက်သူတွေကပြောပါတယ် GVW တပ်ဖွဲ့ဝင်တအူကပြမတ်ကိုအချိန်ယူစောင့်ကြည့်အတည်ပြုတဲ့လုပ်ငန်းစဉ်အပါဆိုရင်ဒီမေရှင်တစ်ခုအတွက်အချိန်၄လလောက်ယူလိုက်ရပါတယ်။ကျွန်တော်တို့ရန်သူထောက်တိုင်တွေကိုစနစ်တကျစည်ရင်ပြုစုပြီးထောက်လှမ်းနေတာတွေလည်းရှိပါတယ်။တေချာပြောနိုင်တာကတော့အနံပါလက်ရက်ကုံပစီကြီးဒီပယ်ရင်အဲ့ဒီကိစ္စတွေတခုမှကျွန်တော်တို့မမေ့ဘူးတရားမျှတမှုကိုမရရတဲ့အနေနဲ့ယူမယ်စောင့်နေပါလို့ပြောချင်ပါတယ်ဟုဆိုကပြောကြားခဲ့တာလည်းဖြစ်ပါတယ် ဘူချုပ်ချုံထွန်းအောင်ပြင်ကြားပေးနေတဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် NDC ဟာစစ်တပ်ဗိုလ်မှူးကြီးအစင်မှစတင်ပြီးတက်ရောက်ရတဲ့အရေးပါသောအစင်မြင့်စစ်တင်တဲ့အကြောင်းတစ်ခုဖြစ်ကောင်းဘူချုပ်ချုံထွန်းအောင်ဟာဘလူးနိုင်းတန်အမတ်အဖြစ်တာဝန်ယူပြီးမြန်မာနိုင်ငံကိုပြန်ရောက်လာခြင်းကနေစတင်ပြီး NDC မှာစစ်တပ်အရာရှိခြင်းများကိုစက်တိုက်ဆိုသလိုတင်ကြားပို့ချပေးနေခြင်းဖြစ်ကြောင်းသိရပါတယ် ူချုံချွထွန်းအောင်ဟာအလုတ်တင်ဘိုးအပတ်စဉ်ကတန်တန်းစင်းဖြစ်ပြီးကမ္ဘောဒီးယားဘရူနိုင်းတို့မှစစ်တမ်းမှုအဖြစ်တာဝန်ယူခဲ့ကောင်စစ်တမ်းမှဘုံမှုချုပ်ဘိုးချုံရာတူတွေနဲ့အငိမ့်စားယူခဲ့တော့လေလက်ရှိစစ်တပ်ရဲ့နေစဉ်လူမဆန်မှုများအတွက်စစ်ပတ်ဆိုင်ရာတင်ကြားပို့ချနေသူများကိုလည်းစီရေးပြတ်မှတ်အဖြစ်သတ်မှတ်တုတ်တင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ် ကိုရန်ဗာလီဝါရီယားစ်အဖွဲ့ဟောင်းစစ်တပ်ရဲ့အကြီးစားထောက်တိုင်တွေကိုဆင်ဆက်မပြတ်ဖြိုဖျက်ရန်တရင်ထောက်လန်းလျက်ရှိပြီးအကြမ်းဖက်လေတပ်လေယာဉ်မှူးများရဲ့အချက်လက်များကိုလည်းတရင်ဆူဆောင်လျက်ရှိတာကြောင့်၎င်းတို့နဲ့ဆက်ဆက်တရင်များရရှိပါကရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ထံသို့ပေးပို့ပေးရန်တောင်းဆိုပါတယ်လို့လည်းအတည်ပြုထားပါတယ်။